မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ကမ္ဘာ့ဘီယာဈေးကွက်နဲ့ပတ်သက်တဲ့အချက်အလက်စိတ်ဝင်စားစရာတွေကိုပြောပြချင်ပါတယ်ကမ္ဘာပေါ်မှာအယောင်အယဆုံးဘီယာဆိုရင်ဘာကိုပြေးမိနေပါလဲအများစုကတော့ Budweiser, Heineken, ဒါမှမဟုတ် Corona လို့ထင်ကြမှာပါဒါပေမဲ့ကမ္ဘာလုံးဆိုင်ရာအဆင့်သတ်မှတ်ချက်တွေကကျွန်တော်တို့ဒေတာတွေဆိုင်တွေမှာတွေ့ရတဲ့ဘီယာတွေနဲ့လုံးဝကွာခြားနေပါတယ်ကမ္ဘာထိပ်တန်းဘီယာအမှတ်တရစိတ်တွေဟာဒေတာတွေနှစ်သက်မှုတွေကြီးမားတဲ့လူဦးရေတွေနဲ့ ကဘာလုံးဆိုင်ရာရောက်ရှိမှုရှိတဲ့ထုတ်လုပ်သူတွေကိုထင်ခန့်နေတာဖြစ်ပါတယ်။ကဲလက်ရှိကဘာဈေးကွက်မှာထိတ်ဆုံးရောက်နေတဲ့ဘီယာအမတ်တစိုက်တွေကိုကြည့်လိုက်ရအောင်။အန်အားတင်စရာနံပါတ်3ကဘာပေါ်မှာပမာဏအားဖြင့်အယောင်ရဆုံးနံပါတ်3ဘီယာကတော့တရုတ်နိုင်ငံကစနိုဘီယာပါ။တလူရဲ့ဒေတာဆိုင်တွေမှာဒီဘီယာကိုမတွေ့ဘူးကဖြစ်ကောင်းဖြစ်နိုင်ပါလေ။ဒါပေမဲ့ China Resources ဘီယာမှာထုတ်လုပ်ခဲ့ဒီအမတ်တစိုက်ဟာတရုတ်နိုင်ငံတွင်ဈေးကွက်မှာကြီးစိုးထားမှုနဲ့ ကြီးမားတဲ့လူဦးရေကြောင့်အယောင်ပမာဏအများဆုံးဖြစ်နေတာမှာနံပါတ်1နဲ့နံပါတ်3နံပါတ်1နေရာမှာလဲတရုတ်ကပဲဖြစ်တဲ့ Tis Town ရှိပါတယ်သူကတရုတ်ရဲ့အင်အားကြီး BR Company ဖြစ်ပြီးကမ္ဘာလုံးဆိုင်ရာဖြန့်ချိရေးနဲ့ Premium အမှတ်တစ်စိတ်ကြောင့်ထိတ်တန့်စီရဲမှာနေရာယူထားပါတယ်နံပါတ်3နေရာမှာတော့ကျွန်တော်တို့ရင်းနှီးတဲ့ Budweiser ကရှိနေပါတယ်သခင်တော် Beer ဆိုတော့ကြောင်ရရလဲ Budweiser ဟာကမ္ဘာတဝန်းလုံးအတိအမှတ်ပြိုခံရပြီး American ပြီးပါမှာပါ အယောင်အကန်းဆက်ဖြစ်ပါတယ်။ဘက်ဒဝိုင်ဇာဟာရေပန်းစာတဲ့အမှတ်တံဆိပ်တစ်တစ်ပေါ်လာပြီးမဲ့လဲရေရှည်ရက်ကြည်နိုင်စွာကိုပြတာနေပါတယ်။နံပါတ်၄နဲ့နံပါတ်၅အမေရိကန်နဲ့ဥရောပနံပါတ်၄မှာ Bad Light အမေရိကန်ပြည်အောင်စုရှိနေပါတယ်။ Bad Light ဟာမကြသေးမီကဝေဖန်မှုတွေရှိခဲ့ပြီးမဲ့အမေရိကန်မှာတော့အခုချိန်ထိရေပန်းအစားဆုံးပြီးရတဲ့ထဲကတစ်ခုဖြစ်ရှိနေသေးပါ။သူက NFL American Ballon အဖွဲ့ချုပ်လေ TA1 sponsor လည်းဖြစ်ပါလေ။နံပါတ်9နေရာမှာတော့ Heineken ကဘာလုံးဆိုင်ရာရက်တည်ပါတယ်။ Heineken ဟာကဘာလုံးဆိုင်ရာရောက်ရှိမှုရှိတဲ့ Premium ဥရောပအမတ်တစိုက်ဖြစ်ပါတယ်။အစိမ်းရောင်ပလင်းနဲ့ခါသက်တဲ့အရာတကြောင်လူတီညောင်းပြီးကဘာလုံးဆိုင်ရာအားကစားပွဲဒီမှာမကြခဏပါဝင်ကြုံရတတ်ပါတယ်။နံပါတ်6နဲ့နံပါတ်9နံပါတ်6ကတရုတ်နိုင်ငံရဲ့သက်တမ်းအရင်ဆုံးဘီဟာချက်ဆက်ယုံဒီထဲကတခုဖြစ်တဲ့ဟာဘင်ဘီယာပါ။စနိုးနဲ့ချက်တာဝိုလို့ ြည်တွင်းဈေးကွက်ကြီးမားမှုကြောင့်ကမ္ဘာစီးရင်မှာအခိုင်အမာပါဝင်နေတာပါနံပါတ်9မှာတော့ကိုရိုနာကမ္ဘာလုံးဆိုင်ရာရှိပါတယ်ခိုင်မာတဲ့အမတ်တစိုက်ပုံရိပ်နဲ့ပေါ်ပါတဲ့အရသာကြောင့်လက်တင်အမေရိကန်နဲ့အမေရိကန်တို့မှာအထူးရေပန်းအစားပါတယ်အမေရိကန်ဈေးကွက်ရအပြောင်းအလဲများနံပါတ်8 90နံပါတ်8 Modelo Especial ဖြစ်ပါတယ်သူဟာ2023ခုနှစ်အလဲပိုင်းမှာ Bud Light ကိုကျော်တော့ပြီး US မှာအယောင်ရဆုံးထွက်ခဲ့ဘူးပဲမဲ့ 2025ခုနှစ်အထိစစ်တမ်းတွေအရတော့နံပါတ်1နေရာကို Mikelobot Ultra ကသိမ်းပိုက်တော်နေပါပြီ။ Model Low Special ရဲ့တိုတာမှုကတော့လူငွေတောက်သုံးသူတွေကြားရေပန်းစားမှုကြောင့်လို့လေးလာသူတွေကဆိုပါတယ်။နံပါတ်6မှာ Ghost Like ရှိနေပြီး American Bia တောက်သုံးသူတွေအတွက်ရေပန်းစားတဲ့ရွေးချယ်မှုအဖြစ်ဆက်လက်တည်ရှိနေပါတယ်။နံပါတ်30နေရာကတော့အခုလက်ရှိ US မှာအယောင်ရဆုံးဖြစ်သွားတဲ့ Mikelobot Ultra ပါ။ Mikelobot Ultra ကိုကျမအေးကိုအလေးထားတဲ့ရွေးချယ်မှုအဖြစ် ဈေးကွက်တင်ဆင်ရင်ထားကြအောင်ကယ်လိုရီနဲ့ပိုင်းချင်းနဲ့ကာဘိုဟိုက်ဒရိတ်နဲ့ပိုင်းချင်းကကိုယ်လည်းလှူရှားမှုလုပ်တဲ့ဒူလေချာမှာအရန်ရေပန်းစားပြီးအယောင်အဝယ်အလုံးလင်းစွာလိုတက်လာခဲ့ပါတယ်။ဒီကုန်းချုပ်အညင်ပြောရရင်တော့ကမ္ဘာအယောင်ရဆုံးပြည်ရာညဆင်းရင်ကိုကြည့်ရင်ဒေတာရင်းဈေးကွက်အထူးတစ်ထက်ကြီးမားတဲ့လူဦးရင်ရှိတဲ့နိုင်ငံတွေရဲ့အခက်အခဲဘလောက်အရေးပါလဲဆိုတာသိသားစေပါတယ်။